ဒီလိုအကြောင်းကြောင့်ကြောင့်ဘီဂစ်လိုတန်းချွတ်တဲ့တွေကလေယာဉ်မြေတွေကိုလိုက်ပြီးတော့ဝယ်နေကြတယ်နောက်ဆုံးပေါ်နီးပညာတွေကိုကြည့်ချွေပြီးတန်းကျွတ်တဲ့ထည်တွေဖြစ်လာကြတဲ့လူတွေကအနာကက်ရဲ့ရင်းနှီးမြုပ်နှံမှုကိုလဲတွေယာတွေဝယ်ထားကြပါရဲ့ရှင်။ဒါကကြားတဲ့သူတွေအတွက်အရေးစရာဖြစ်နေပေမဲ့ဒီလူတွေအတွက်ကတော့ဒါဟာတကယ့်အနာကက်မှာအမျက်ဆွန်းအများကြီးရမယ့်စီးပွားရေးဆိုတာဒီတန်းကျွတ်တဲ့ထည်တွေကသိနေပါဗျ။ဒီနေ့မှာတော့နိုင်ငံတကာကတန်းကျွတ်တဲ့ထည်ကြီးတွေရဲ့အနာကက်မှာဘာကြောင့်ဒီလိုမျိုးရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ရတယ်လဲဆိုတဲ့အကြောင်းရင်းကိုတင်ဆက်ပေးတော့မှာမို့ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးပါအောင်ရှင်။ 2013ခုနှစ်ကတည်းကမီလီယနာတထေကြီးဘီလ်ဂိတ်ကလေယာဉ်ဧကရီတိမ့်တဲ့ချီကိုဝယ်ယူခဲ့ပါတယ်။ဒီလိုမျိုးဝယ်ယူမှုကြောင့်ဘီဂိတ်ကအမေရိကမှာလေယာဉ်ဧကအများကြီးပိုင်ဆိုင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။မီလီယနာတွေကအနာဂတ်မှာတိုးတက်များပြားလာမယ့်လူဦးရေကိုကြိုပြီးတွေးမိတာကြောင့်ဒီလိုမျိုးလေယာဉ်တွေကိုဝယ်ယူကြတာပါ။ဒါဆိုနည်းပညာတထွေတွေကခေတ်နောက်ပြန်ဆွဲပြီးစိုက်ပျိုးရေးမွေးမြူရေးကိုဘာလို့ခြေဥလှဲ့တာလဲဆိုတာပါ။ ပြန်ပြလာတဲ့လူဦးရေအရေအတွက်နည်းပညာအသစ်စံတွေကိုတည်ချွင်ပြီးစီဝိုင်းလုံးလို့ရပေမဲ့ဒီလိုမျိုးဘာကြောင့်လောက်ရတယ်လဲဆိုတာတွေးစရာတစ်ခုဖြစ်လာပါပြီ။ဒီလိုမျိုးစိုက်ပျိုးမျိုးတွေကနည်းပညာကိုတည်ထွင်တာလောက်ပြန်ပြတဲ့အကျိုးမြတ်တွေရနိုင်မလားဆိုတာပါ။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကြိုတင်တွက်ဆခဲ့တဲ့ကိန်းဂဏန်းတွေအရအခုချိန်မှာလေယာမြေတွေမှာရင်းနှီးမြှုပ်နှံမှုကတတိယအများဆုံးဖြစ်နေခဲ့ပါတယ်။ဒီထဲမှာအများဆုံးကတော့ဘီလီယံနာတွေဖြစ်နေတာပါရှင်။ သူတို့တက်ဒီလိုအင်ချံမြေစည်းဝိုင်းကအနုပညာတစ်ခုလိုကိုဖြစ်နေခဲ့တာပါအင်ချံအဟောင်းတွေကိုဝယ်ယူပြီးစိတ်ကူးရှိတဲ့အတိုင်းပြုပြင်ပြီးတဲ့အခါဓာရီကိုလူချမ်းသာတွေကိုပဲပြန်ရောင်းကြပါတယ်တာမန်လူတွေအတွက်တဟယူတယ်လို့ပြောစရာရှိပေမယ့်ဒီလိုအနုပညာဆန်းဆန်းပြင်ဆင်ပြီးတထေးတွေကိုတာဂက်ထားပြီးပြန်ရောင်းတာကပို့ပြီးအယောင်တွက်တာကြောင့်ပါရှင်အင်ကိုအနုပညာဆန်းဆန်းပြင်ဆင်နိုင်လေလေပို့ပြီးတော့ဈေးကောင်းရလေလေပါပဲဒါဆိုလေယာရီမွေးမြူရဲ့ချမ်းကြီးတွေကိုဝယ်ယူတာကရောလို့မြင်စရာရှိပါတယ်ဒါဆိုရင်တော့အဖြစ်ကရှင်းရှင်းလေးပါ ဒီလိုလဲရမြေတွေကိုဝယ်ယူရတဲ့အကြောင်းကိုဆက်ပြီးတော့မပြောသေးခင်အခုလိုမျိုးဘူးသူရရစီအကြောင်းအရာတွေကိုတင်ဆက်နေတဲ့ကျမတို့ interest knowledge page လေးကို like တာ follow လေးလုပ်ထားပေးဖို့တော့လိုအပ်ပါလိမ့်မယ်နော်လူအများစုကတော့ဆက်ပြိုးမွေးမြူရေးလုပ်ငန်းကခက်နောက်ကျတဲ့လုပ်ငန်းလို့ထင်ကြမှာပါဒါပေမဲ့ billionaire တွေကတော့ဆက်ပြိုးမွေးမြူရေးကိုဤပညာနဲ့ပေါင်းစပ်ပြီးတော့လုပ်ကြမှာပါရှင်အခုခေတ်မှာဆက်ပြိုးရေးအတွက်လိုအပ်တဲ့ music chart set တွေ၊ရေးသိမ်းချက်တွေဟာပိုင်ရှင်ကအိမ်မှာနေရင်ဤပညာအကူအညီနဲ့လုပ်လို့ရတဲ့အထည်တောင်ဖြစ်နေပါပြီ။ ကိုဆက်ပြောထားတဲ့လေယာဉ်မျိုးကိုနိပညာအကူအညီနဲ့မြေအာဟာရတွေကိုတိုင်းတာပြီးလိုအပ်တဲ့အာဟာရကိုလည်းနိပညာအကူအညီနဲ့မြေဩဇာတွေတောင်ထည့်ပေးလို့ရနေပါပြီဒါပေမဲ့ဒီလိုမြေအိခအကျဲကြီးကိုဘယ်လိုမျိုးစေးတွေမြေဩဇာတွေဘယ်လိုထည့်တယ်လဲလို့လည်းစဉ်းစားမနေကြပါနဲ့哦အခုခေတ်မှာအသုံးများလာတဲ့ drone တွေကဆက်ပြောရေးမှာဒီလိုအလုပ်တွေအတွက်အများကြီးအသုံးကျနေပါတယ်ဒီလိုမျိုးလှုပ်လာနိုင်တာကြောင့်လေနောက်ပိုင်းမှာလူအင်အားကိုရှော့ချလာနိုင်တဲ့အပြင်ကုန်ကျစရိတ်တွေလည်းအများကြီးတက်တာပါဗျ ဒီပညာရဲ့အကူအညီနဲ့ဆက်ပြိုးထားတဲ့အပင်တွေကိုအချိန်နဲ့တပြေးညီပြုတ်ပြေမှုတွေလုပ်နိုင်တာကြောင့်ဆုံးရှုံးမှုတွေလျှော့ချနိုင်ပါတယ်။ဒီလိုနည်းပညာတွေရဖို့အတွက်ဘီဂိတ်လိုမျိုးနည်းပညာကုမ္ပဏီပိုင်ဆိုင်ထားတဲ့ဘီလီယံနာတွေအတွက်တော့အရန်ကိုလွယ်ကူတာကြောင့်ဒီလိုမျိုးလေယာဉ်မြေမှာအရင်းနှီးမြှုပ်နှံဖို့အခြေဥလှည့်လာတာဖြစ်ပါတယ်။နောက်ပြီးအနာဂတ်မှာကျွတ်တက်လာမယ့်လူရည်ကြောင့်စားနပ်ရိက္ခာလိုအပ်မှုကလည်းများလာနိုင်ပါတယ်။ဒါကြောင့်နောက်အနာဂတ်မှာစက်ပြုတ်မှုမြင့်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အခန်းကတော့တကယ်ကိုအဓိကကျလာမှာကိုဒီလိုဘီလီယံနာတွေကအကျိုးမြင်နေကြပါဗျ။ ကျူတင်တွက်ချက်မှုတွေအရအနောက်2050ခုနှစ်မှာကမ္ဘာလူဦးရေက9.9ဘီလီယံအထိတိုးလာနိုင်ပြီးဆက်ပြွေးမွေးမြူရေကလုံးဝကိုအကျိုးမြတ်ရမယ့်လုပ်ငန်းဖြစ်နေပါတယ်ရှင်။ဒါကြောင့်ပြည်သက်ကြီးတို့လည်းဘီလီယံနာတွေရဲ့ယင်းနှိမ့်မြုံနှံမှုကိုအတူယူပြီးဘလို့လုပ်ငန်းမှာယင်းနှိမ့်မြုံနှံရမလဲဆိုတာသိနိုင်မှုအတွက်ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။